မကြခင်ရမ်းမှာတေချာဝဘန်ကိုဘန်အောင်ပဲ revamp ယူလို့ကကဲမိုဘိုင်းချင်းကတော့လုံချလိုက်ပြန်ပြီခေါင်းယူရင် advance server မှာမိုဂျိုးကိုစောင်းရင်ချောင်း revamp သုတ်ပေးကြတယ်ဘလောက်တော့ကျန်သွားလဲဆိုတော့တီးကျင်နေဆိုရင်တော့ view လို့အစိုးရအချက်ရှုလိုက်တော့ ac level ဟဲ့မဲ့ let's go ကဲပထမဆုံးနေနဲ့သူရဲ့ second mode ပုံစံကကိုကလုံးဝပြောင်းလဲတော့ random နေတွေးမြင်ရမယ်ဒီဘက်မှာတော့လက်နက်ပါမှာမဟုတ်ဘဲနဲ့ဒီဘက်အစ်စ်မှာကတော့ကျွန်တော်လက်နက်တစ်ခုကိုင်ထားတော့တွေးမြင်ရမှာပဲဖြစ်ပါတယ်ကဲဆိုကြမခေါင်းယူရင်အရင်တော့ဟာကိုကြိုက်လားအခုပြင်လိုက်တဲ့ပုံစံကိုကြိုက်လားဘယ်ဟာ ကြိုက်လဲဆိုတော့ကိုမမချက်ရေးခဲ့ဒါရင်အန်အော်မနီနဲ့ကောင်းမျိုးသူ့ရဲ့စကင်းတွေကိုချက်ရှိုးလိုက်တော့ကျွန်တော်ပြောပြမိမယ်ပထမဆုံးအနေနဲ့သူ့ရဲ့ passive သူ့ရဲ့ passive ကတော့မပြောင်းလဲဘူးလို့ပဲပြောရမယ်ကျွန်တော်စကင်းတစ်ခုသုံးမယ်ဆိုရင် enemy ဘောမှာအမှတ်လေးတစ်ခုမှတ်မယ်အဲ့အမှတ်လေးက5စက္ကန့်ကြာမယ်ဒါပဲ scale 1အရင်တော့ scale 1နဲ့မတူတော့ဘဲနဲ့ enemy တွေကိုရက်တောင်ငယ်ပုံစံမိုးချိုးတွေတောင်းလျှောက်ကင်းသုံးမှာပဲဖြစ်ပါတယ်ဒီတက်ပုံမိုက်တာကဘာလဲဆိုတော့ enemy မှာ passive အမှတ်ရှိနေတယ်ဆိုရင် scale 1သုံးလိုက်တာနဲ့မိုးချိုးတွေကတစ်ခါနဲ့မကဘဲနဲ့ဇက်တိုက်တိတိတိ တိတိဆိုမြင်ရတဲ့အတိုင်းပဲစတိုင်ပြင့်နေမှပဲဖြစ်ပါတယ်ပြောရရင်လည်း passive mm ရှိတဲ့ enemy ကို skill 1သုံးလိုက်မယ်ဆိုရင် damage တစ်ခါပဲထိမှဖြစ်ပြီးတော့ passive mm ရှိနေတဲ့ enemy ကို skill 1သုံးလိုက်မယ်ဆိုရင် damage နှစ်ဆနီးပါးထိမှပဲဖြစ်ပါတယ်ကဲဒီ video မဆက်ခင်ဘာသာလို့အဆင်ပြေရဆိုရင် video လေးကို like လေးပေးပြီး channel လေးကို subscribe ခဲ့ဖို့မမေ့ပါနဲ့ဒီချက်ပို့ပြီးကျွန်တော်တို့ supporting ပေးခြင်းနဲ့ဆိုရင်ကကျွန်တော် video လေးကြည့်တိုင်းမှာ US UK ဘူးပြန်လေးကြည့်ပေးခြင်းအဖြစ်ကျွန်တော်ကို supporting ပေးလို့ရပါတယ်ခင်ဗျာ skill 2အရင်တော့က skill 2နဲ့စင်တူတယ်ဆိုပေမဲ့ပို့ပြီးတော့ mic လောက်အောင်လုပ်ပေးထားတယ် skill 2နဲ့ enemy ကိုပြစ်လိုက်မယ်ဆိုရင်အပြစ်ခံရတဲ့ enemy က damage ထိမဲ့ပြီးစတန်းမှာမိမယ်ဒါအပြင်ဘေးနားမှာရှိတဲ့ enemy တွေကပါ damage ထိမှာပဲဖြစ်ပါတယ်ဒီတဲ့ပုံပိုက်တာကတော့ passive amount ရှိနေတဲ့ enemy ကို scale 2တုံးလိုက်မယ်ဆိုရင်ဘေးနားမှာရှိတဲ့ enemy တရက်ကွက်လုံးကပါစတန်းပြီးတော့ damage ထိမှာပဲဖြစ်ပါတယ်စောင့်ရဲချမ်းနေအဲလိုပဲစဉ်းစားကြည့်စတန်းတွေရော damage တွေရောကို enemy တရက်ကွက်လုံးဝင်ရှိရင်ရှိသလောက်တွေးနိုင်နေဆိုတော့က dragon ကြီးစောင့်ရဲချမ်းတော့ကြီးဘန်းလာဘန်းလိုက်တော့ရှုပ်လို့ ultimate အရင် ultimate နဲ့လုံးဝမတူတော့ဘဲနဲ့အကြီးကြီးပြောင်းလဲသွားတယ် brother တို့မြင် င်ကြတဲ့အတိုင်းပဲ ultimate ကိုနှိမ့်လိုက်မယ်ဆိုရင်မူကျိုးစက်ခွင်ကြီးပေါ်လာမှာဖြစ်ပြီးတော့ ultimate ကိုအသုံးပြုလိုက်မယ်ဆိုရင်ကတော့မူကျိုးတွေအချောင်းလိုက်ပြစ်ချပြီးတော့မူကျိုးတွေကဘေးကိုပြန်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကြောင့်မို့စဝိုင်းရဲ့အလယ်တဲမှာရှိနေတဲ့ enemy က damage အများကြီးခံစားရမှာဖြစ်ပြီးတော့စဝိုင်းရဲ့ဘေးနားမှာရှိတဲ့ enemy က damage နည်းနည်းပဲခံစားရမှာပဲဖြစ်ပါတယ်ဒါတွေမကအသေးမဲ့ဒီ ultimate က ဟီးရိုးရှိရှိမရှိရှိအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါလည်းမပြီးသေးဘူးဗျာ passing အမှတ်ရှိနေတဲ့ enemy တကောင်ကိုကျွန်တော် ultimate သုံးလိုက်မယ်ဆိုရင် ultimate damage အပြင် one bonus damage ကိုပါထိစေမှာဖြစ်တဲ့ကြောင့်မို့ damage နှစ်ခါထိစေမှာလို့ပြောချင်တာဗျာတိလားငယ်လို့မြန် passing အမှတ်ရှိနေတဲ့ enemy က9ကောင်တိတိရှိနေမယ်ဆိုရင်ကတော့ဘယ်ပြောကောင်းမလဲကောင်ကြီးကို ultimate သုံးလိုက်ပြီဆိုရင် ultimate damage အပြင် five bonus damage ကိုထိမှာဖြစ်တဲ့ကြောင့်မို့တရက်ကွာလုံးဒီလိုမျိုးမြမာလိုကြီးကိုကြွမှာပဲဖြစ်ပါတယ်တော်တော်ကြီးကိုကျန်းနေလို့ပြောလို့ရတယ်ဗျာ damage ကဲဘလို့လဲကောင်ကြီးကျွန်တော် ော်ပြောတဲ့ကျမ်းတယ်ဆိုတာယုံသွားပြီလားတော်ကြီးကိုမိုင်းလာတယ်လို့ကျွန်တော်တို့ပြောရမယ်တခုရှိတာကဒီဟီးရိုးမကဘလင်းမပါတဲ့အတွက်ကြောင့်ကျွန်တော်တို့တရားအောင်ဖလစ်ကာလောင်းနဲ့တော့ဆော့မှာရမယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့စကေးတွေကဒမ်းမေးတွေကိုစတန်တွေကိုစုံနေအောင်ပေးတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့တကယ်တန့်နေဖြစ်တဲ့ degree ရဲ့တော့ atlas stone နဲ့တွဲလိုက်မယ်ဆိုရင်တော့အမီရကလုံးဝငူရမယ်ဆိုတာသိကြတယ်သူတို့နှစ်ကောင်နဲ့ညီကတရက်ပွက်လုံးစားပေးထုတ်လို့ရတယ်ဆိုရင်အနေထားတစ်ခုမှာတော့ရှိတယ်ကဲဆိုရမလို့ခုကျွန်တော်ပြောပြသွားတာကတော့အဗန်ဆာပါမှာ revamp လုပ်ပေးနေတယ်အယူရိုလာကို ကျွန်တော်ပြပြပြီးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဘာသာရေးအနေနဲ့အဲတကယ် original server ကိုဘယ်နေ့လာမလဲဆိုတော့ကျွန်တော်အနေနဲ့အတိအကျတော့မပြောနိုင်သေးဘူးဆိုပေမဲ့အချိန်တစ်ခုရောက်လာရင်တော့ရောက်လာမယ်ဒါပေမဲ့လည်းအဲရောက်လာတဲ့အချိန်ကျရင်တော့ပြောင်းလဲမှုလေးတွေနည်းနည်းရှိနိုင်တယ်ပေါ့နော်အဲအချိန်ကျရင်လည်းကျွန်တော် video အစ်တင်ပေးပါမယ်ဖြစ်ပါတယ်ကဲဆိုတော့မို့ video ကြည့်နေတဲ့မှာ user player တွေရှိတာရှိတယ်ဆိုတော့ခေါင်းကြီးတို့ကြီးဖျားတာတလိုက်တော့ဟီအောင်လေးတော်တော်ဆုံးနေပြီ